အဲသမီးလေးဝါထားချစ်ချင်းမိတာကတော့ဘယ်လိုပြောရမလဲဆိုင်တို့ဟိုမိခင်တယောက်လိုရောဖခင်တယောက်လိုရောပေါ့နော်ဆိုင်တို့ကတော့ကိုမွေးထားတဲ့ကလေးဖြစ်တဲ့တကြမလို့အစအစအရာရာကျမရာအစပညာရာအစကိုလုတ်ပေးနိုင်တာတွေရာအစအသေးစိတ်တော့သူ့ကိုအခုချိန်ထိ9နှစ်တောင်ရှိပြီတော့မာလေးနော်ပြောတာသူ3ရက်ကလေးကနေကနေမွေးပြီး3ရက်ကနေကကိုလက်ထရောက်လာတာဆိုတော့အဲ့အချိန်ကနေအခုချိန်ထိဆိုတော့အဲဘယ်လိုမလဲတာသမီးအရင်လိုပဲဆိုင်စိတ်ထဲမှာတော့လေလိုအပ်တာ မုံဆိုမုံကျောင်းဆိုကျောင်းပညာရေးဆိုပညာရေးအကုန်လုံးအစစအရာဖြစ်စည်းပေးဖြစ်တယ်ငယ်ကနေနေရလေအဲလောစေတော့အခုတော့နည်းလည်းငယ်သေးတော့အဲ့အမျိုးစဉ်းစားတဲ့အခါကျရလို့ရှိရင်လေကွာอืมအဘလိုပြောရမလဲဘလိုလဲမသိဘူးဆိုတဲ့ဟာလေးတော့ရှိရပါတော့ဒါပေမဲ့အဲကြိုင်နေအကောင်းဆုံးဖြစ်အောင်တော့အမေတို့နဲ့တိုင်ပင်ပြီးတော့မှခင်ကဘလိုလေးပြောမလဲဘလိုလေးလုပ်မလဲပေါ့နော်ဒါပေမဲ့ဆိုင်ရလေးမွေးစားပြီး ကနေကတော့အကုံလုံးအခိုင်အမာလေးဖြစ်အောင်တော့အကုံလုံးထားတာပေါ့လုံးထားတာပေါ့သူ့ကိုဘယ်လိုခေါ်မလဲအခု design တော့ဘယ်လိုလုပ်ထားလဲဆိုတော့အိမ်ကအမေပဲအကုံစီမံပြီးတော့လုပ်ပေးထားတာဆိုတော့သူကြည့်လာလို့ရှိရင်တော့อืมကိုနဲ့သူနဲ့မောင်သမားပုံစံမျိုးဖြစ်သွားမှာပါဝင်စားတာမောင်သမားလိုမျိုးမောင်သမားဟိုမှာအငယ်ဆုံးညီမလေးကိုကိုကပြန်ဝင်စားထားတယ် ပုံစံမျိုးလေးပဲဖြစ်အောင်လည်းဆန်းတို့လောက်ထားရပေါ့เนาะပြောရရင်เนาะအဲမှဆိုတော့ဟိုမျိုးကြီးမတိအောင်ပေါ့เนาะအရင်ကြီးတော့လေအဲတီးသွားတော့လေဒါသူ့ရဲ့ကိုမေးလာရတဲ့ပုံမူတည်ပြီးတော့မှသူသူ့ဘက်ကဘယ်လိုဖြစ်မလဲတော့လေဆန်းတော့မတိသေးပေါ့เนาะမှရဒါကတော့အဲအချိန်နေသူကြီးလာတဲ့ပုံမှာမူတည်ပြီးတော့မှဆုံးဖြတ်ရမှာပေါ့ပြောရမှာပေါ့အဲ့ဒါလေးတနည်းနဲ့ချိန်ကြလို့ရှိရင်လည်းအဲတိသွားရင်လည်းတိသွားရင်လည်းပြောရမှာပေါ့မာရေဒါကတော့ကြည့်ပြီးတော့မင်းစကြီးကရမှာပေါ့ပြောရရင်ဟုတ်တယ်မလားအဲ့ဒါခါကျတော့ဒါပေမဲ့ main ကလေးမွေးတာကလည်းဘာပဲပြောရောယောက်ျားလေးမွေးရတဲ့ဆိုင်ရင်တော့ပို့ပြီးတော့ အားကိုးရမှာပါအားကိုးရလဲအဲဒါရကြလေးမွေးရထက်ဆိုင်ရကြလေးအရာကိုမွေးထားပြီးလို့တည်သွားရင်ဆိုရင်ဒါမှသူတို့ဘက်ကခန်းစားချက်နဲ့မိန်းကလေးတယောက်ရဲ့ခန်းစားချက်နဲ့ကတော့ကွဲလွင်မှာပဲလေ5 years kind တို့လည်း LGBT ပဲမဲ့ဟိုမိန်းကလေးစိတ်နဲ့မွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသမီးကလည်းကိုပေါ်မှာပြန်ပြီးတော့မှအချိုးပြမယ်လို့ဆိုင်းကြုံပါတယ်အဲ့လို ရန်ကုန်ကတော့အဓိကစကိုင်းကတင်းနှင်းအတွက်ပေါ့တင်းနှင်းအတွက်ကိုကြပါပြီးစကိုင်းအခြေချဖို့လုပ်ထားတာလीဆိုင်ခွဲအနေနဲ့ပါပဲအဓိကတော့မန်လေးမှာဒီဇိုင်းရန်ကုန်မှာပေါ့အမေတို့ညီမတွေကတော့ရန်ကုန်မှာအနေများတော့ရန်ကုန်ဘက်မှာအဲ့လိုမျိုးတင်းနှင်းလေးဖွင့်ဖို့အတွက်ကိုအဓိကကြည်ွယ်ပြီးတော့လာနေကတော့ခဏခဏပဲတင်းနှင်းပြင်ဆင်တာလေးနဲ့ရောဆိုတော့လीအခုမှပဲဒါတင်းနှင်းဖွင့်ဖို့အတွက်ကိုရက်ကြကြနေရတာပေါ့အဲရန်ကုန်မှာရန်ကုန်မှာကတော့အခုမှစပြီးလမ်းလာဆိုတော့ဆန်းကလုတ်တက်ကတော့20ရှိပြီပေါ့နော်20ရှိပြီ20ရှိကမန်လေးမှာကတော့ကြပြီတင်းနှင်းကတော့အဲ ပေါက်တယ်ပေါ့နော်မန်လီမှာတင်းနန်းပေါက်တော့တင်းနန်းကပြီးတော့မိတ်ခက်ပွဲတွေရောကိုကနေခံလဲဖြစ်တော့မန်လီမှာပဲနေတော့တော်တော်များမန်လီရဲ့ပွဲတွေတင်းနန်းတွေကတော့များတော့ရန်ကုန်မှာတော့ကြာပြီးတော့မနေနိုင်ဘူးပုံပါရဲ့အဓိကဝါတွင်လေးပေါ့အားတဲ့အချိန်လေးပေါ့ဒီ၈လပိုင်း၉လပိုင်း၁၀လပိုင်းနေဆိုရင်အားတော့ရန်ကုန်မှာပထမခြေလမ်းအနေနဲ့ရန်ကုန်မှာစလှမ်းကြည့်ရပါဦးပါမယ်အမတို့တွေ supporting လုပ်ပေးရမယ်နော်ဟုတ်တယ် scan ကြအဓိကက ဟိုဘောနော်ကိုရှောက်မဲ့လမ်းကိုအဓိကထားပြီးတော့ရည်ရထားတာဆိုတော့တကြောင်မလို့ဒီ make up ကိုစဝင်ကနေကအခက်ခဲရတော့စဝင်ကနေရတော့ရှိရပါမှာရဲ့ make up စပင်းနဲ့ပတ်သက်တာတွေအဲ့အခက်ခဲတွေကိုအဓိကကြော်ဖြတ်တယ်တယောက်တည်းပဲအဓိကရုံးရတာပဲလीနော်အဲ့ပြောကိုရီ LGBT တွေဖြစ်တဲ့အတွက်ကြောင့်မလို့ supporting အားအားတော့နေတယ်နေတော့ဒါမဲ့ရတယ်ကိုကတော့ကိုယ့်ကိုယ်ပဲလုံးဝရှောက်မှာကိုဖြစ်ချင်တဲ့လမ်းအောင်ဆိုပြီးရှောက်လာတာဒီချိန်ထိရောက်လာခဲ့တာပေါ့လောက်လည်းမလို့နေလဲဆိုတော့အဓိကက sky တို့ကဒီ LGBT ဖြစ်တဲ့အတွက်ကြောင့်မိမစိတ်ပုံများတယ်လीနော်မိမစိတ်ပုံများတဲ့ခါကျတော့မိန်းကလေးလို့ တူခြင်းနဲ့လှခြင်းနဲ့အဲ့တဲ့ကြောင့်မို့နေတာထိုင်တာဝတ်တာစားတာပြောတာဆိုတာအစား အဲလူထင်မသိရအောင်ပေါ့နော်အကုန်လုံးလူထင်မသိရအောင်ရော LGBT ရောက်ဖြစ်တဲ့အတွက်ကြောင့်ကိုကိုကိုလှလှပပနဲ့အစင်တန်းမြင်အောင်သူများရဲ့ကြီးလိုက်လို့ရှိရင်အဲ row တစ်ခုအနေနဲ့နေနိုင်အောင်ရှေ့ရနေပြီးတော့ပေါ့နော်အဲ့တော့အဲကိုကနေပုံထိုင်ဝါစအစအစရေရစကန်ရအသေးစိတ်အဲကိုကိုကိုမင်္ဂလိတယောက်လိုပဲခံယူပြီးတော့မှနေထိုင်ဖြစ်ပါတယ်ဒီကရတော့လေဟုတ်ဟုတ်တယ်သူကတော့9နှစ်ပြည့်တော့မှ9နှစ်ပြည့်တော့မှအခုကသူ grade 1တက်နေပြီပေါ့အဲသူက KG နှစ်နှစ်ထားလိုက်တာပေါ့နည်းနည်းစာကြည့်အောင်ဆို KG နှစ်နှစ်ထားပြီးတော့အခုဒီနှစ်ကို grade 1ကိုမန်လေးမှာပဲအပ်ထားတာ အဲ့ဒါတော့6လပိုင်း3ရက်နေရအကြောင်းလေးစောင့်ဖြစ်နေဆိုတော့ပါမလာအောင်မန်လေးမှာဆိုရင်တော့အိမ်မှာပဲရှိတယ်ဆိုတော့တွေ့ရမှာပေါ့ဟုတ်တယ်အဲသမီးလေးဝါထားချစ်ချင်းမိတာတော့ဘယ်လိုပြောရမလဲဆိုင်တော့ဟိုမိခင်တယောက်လိုရောဖခင်တယောက်လိုရောပေါ့နော်ဆိုင်တို့ကတော့ကိုငွေထားတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့အစအစအရာအရာကျမရာအစပညာရေးရအစကိုလုတ်ပေးနိုင်တာတွေရအစအသေးစိတ်တော့သူ့ကိုအခုချိန်ထိ9နှစ်တောင်ရှိပြီတော့မာလေးနော်ပြောတာသူ3ရက်ကလေးကနေကနေမွေးပြီး3ရက်ကလေးကကိုလက်ထက်ရောက်လာတာဆိုတော့အဲ့အချိန်တွေကနေအခုချိန်ထိဆိုတော့ ဘယ်လိုမှမသာသမီအရင်လိုပဲစကိုင်းစိတ်ထဲမှာတော့လေလိုအပ်တာမုံဆိုမုံကြောင်းဆိုကြာပညာရေးဆိုပညာရေးအကုန်လုံးအစစအရာဖြည့်ဆည်းပေးဖြစ်တယ်ငယ်ကနေနေရလေအဲလုံးမုံတိုက်ပြီးတော့လေမွေးလာရတာဆိုတော့ငယ်တုန်းကတနည်းနည်းနည်းသုံးနှစ်လောက်ထိဆိုရင်တော်တော်လေးစရေးစရာများတယ်လေဟာဆိုပင်မန်းနေလေအဲနေ့တွေညတွေအားစာမှားတယ်ကလေးတွေကပြီးတော့ကိုကမေကက်လေးမနဲ့စောကြီးသုံးနာရေးနာရေးထားရတာအဲချိန်မှာဆိုလို့ရှိရင်သူက အချိန်မှဟိုခေါမလဲအိတ်ကူးညနေနေကင်းတနေကုန်အိတ်တယ်အဲ့လိုအချိန်မျိုးကြတော့မှအိတ်တော့ကလေးတွေရမအိတ်တဲ့ခါကျအာကိုကနုံမုံလေးဖျော်တန်းရတယ်ပြီးရင်အဲဘယ်လိုခေါမလဲအရာအမေကတင်ပေးထားတာဘောပြောရင်ကိုလည်းနားမလဲဘူးလေနော်အကလေးအဲ့တော့နုံမုံဖျော်တန်းရင်လည်းအဲ့လိုနှိုးချင်မှဆိုလို့စကိုင်းတော့ဒီရင်နွေးလေးတွေနဲ့ဆွေးပြီးတော့ပေါ့နော်အဲဖျော်ရတယ်လေဘာလို့ဆိုတော့နှိုးဒူးတဟာတိုက်ပြီးသွားရင်မထားမဆေးပဲနဲ့ထားပြီးထပ်ဖျော်ရင်ချင်းသွားလေနော်အဲ့နဲ့ချင်းတဲ့ခါကျအဲ့ရနေရစအသေးစိတ်တူတွက်တူတွက်ပေါ့အသေးစိတ်ငယ်လေးကနေအခုချိန်ထိ တောက်ရှာကိုယ့်လက်ပေါ်မှာပဲကြီးလာတယ်ပြောရမှာပေါ့ချစ်တာပေါ်မှာကိုမွေးထားသလိုပဲလीเนาะဘာပြောဟိုမိခင်မင်းကလေးအစ်စ်တရားမွေးထားသလိုပဲကိုရီလည်း activity ပဲမဲ့လေကိုမွေးထားရဲ့အတိုင်းပဲ geyu site တယ်ချစ်တယ်အဲပြောရရင်သူတို့ တငယ်ချင်းအချင်းချင်းမိဘတွေကြားထဲမှာစာမျက်နှာမငယ်အောင်ပုံမှာရေဘာပဲပြောမျက်နှာမငယ်အောင်ចောင်းပွဲဆိုចောင်းပွဲသူတို့ graduate တဲ့ဒီကလေးတွေဆိုယူထားလေចောင်းပြီးလို့ရှင်အဲ့ဒါလေးတွေကစာမျက်နှာမငယ်အောင်လိုအပ်တာစာစကန်ရအကုန်လုံးမိဘတယောက်လိုပဲအကုန်ဖြည့်စီပေးတယ်အခုချိန်ထိအမေပဲပေါ့သူလည်းချစ်တယ်အကုန်လုံးကိုယ်လည်းလေကိုယ်စကားဆိုနားထောင်နေကိုယ်လည်းသူတယောက်တည်းရှိရဆိုတော့အိမ်မှာတော့အိမ်ကညီမရဲ့ကလေးတွေတူတွေရှိတာပေါ့နော်သူတို့အဖော်ရတာပေါ့ဒီရန်ကုန်မှာပဲနေတာဆိုတော့မန်လေးမှာဆိုရင်သူတယောက်တည်းဆိုတော့ចောင်းပရက်တွေဆိုလို့ရှင်ကစားဝင်သွားခြင်းနဲ့ရေကူးသွားခြင်းနဲ့ဆိုလဲကိုမအားရင်အားရ ချင်းနဲ့အချိန်ဖဲ့ပေးပြီးတော့မှသူတို့အတွက် အဲလိုက်ပို့ပေးရတာပေါ့အကုန်လုံးပြည်စုံတာပေါ့သူကြီးလာလို့ရှိရင်ကိုပေါ်တီးတန်းရင်လည်းပိုကောင်းတယ်လေနော်အဓိကအဓိကသူကြီးလာတဲ့အခါမှာပညာတက်ဘွယ်ရအဖြစ်သွားရင်ဆိုင်းလဲဝမ်းသာတယ်အဓိကပြီးတော့မှသူဝါသနာပါတဲ့အဲအင်းကိုရှောက်လန်းပေါ့နော်အဓိကသူဘာဝါသနာပါလဲမေးရမှာအခုချိန်ကတော့ကလေးဆိုတော့အဲတခါကြက်လေးចောင်းဆက်မှဖြစ်ချင်တယ်လို့ခါကြက်လေးဆရာဝန်ဖြစ်ချင်တယ်ပေါ့ကလေးကစားလို့ရှိရင်အဲ့လိုနေရှိတာပေါ့ပြီးရင်ခါကြက်လေးအဲ့လိုမေကပ်ပညာဝါသနာနည်းနည်းပါတယ်လို့လို့ပေါ့အခုချိန်ကတော့ခံမှန်းလို့တော့မရသေးဘူးပေါ့မာလေနော်ငယ်လေးငယ်သေးတော့သူတစ်ချက်အရွယ်ရောက်လာပြီဆိုရင်တော့သူဘာဝါသနာပါလဲပါ ါတဲ့ဘက်ကိုအဓိကထားပြီးတော့မှ scan တို့က supporting လုပ်ပေးရမှာပေါ့သူတို့ကိုရှိရပေါ့မျက်နှာမငယ်ကြင်နေဟုတ်တယ်တဖြည်းဖြည်းနဲ့သူကလည်းကြီးလာပြီလीเนาะကြီးလာတဲ့အခါကျတော့အဲကြီးလာလို့ရှင်တဖြည်းဖြည်းနဲ့သူတောင်လေးတီလာမယ်ပေါ့เนาะအဲ့အမျိုးတွေကျတော့လေကိုကပြောတော့ပြောပြရမှာပေါ့အိမ်ကအမေနဲ့တိုင်ပင်ပြီးတော့မှအဲ့ဒါတော့ဘယ်လိုဆက်ပြောရမလဲတော့မသိသေးဘူးပေါ့เนาะအဲ့တော့အခုချိန်နေတော့ကိုကိုလည်းအမေပဲအကုန်လုံးအဲ့ဒါခါကျလို့ရှင်ဟဲ့လူကြားရဲသွားတဲ့ခါကျလို့ရှင်မီးရုံခေါ်နေမမလို့ခေါ်ဆိုရင် ไพยาวไม่มีเว้แม่าก็ขอมันมีเว้อะไรจชาหตัวเองสวยเนาะแม่าดูคอเนาะมีต้องขอเนาะกูบอกหาผิวลงมาบอกเตียมนะอะไรจะยาวมันมีเว้ตัว ပြည့်စုံနေအကုန်လုံးဟုတ်တယ်အဲ့ဒါသူရဲ့ကျမကြီးရအစာပေါ်တော့ပညာကြီးအဲ့ဒါစာကျူးစားဖို့လည်းပြောရတာပေါ့နောက်တစ်ခါကျတဲ့ဆိုင်တော့ကို့အလုံးနဲ့မအားတာများတဲ့ခါကျတော့အဲသူ့ကိုဒီအိမ်မှာစိတ်ချတဲ့အမနေပဲအထားပြီးတော့မှသူပဲထိမ့်ပြီးကြောင်းအတွက်လိုအပ်တာလေးပေါ့နော်အရေးကြီးတဲ့ရံမျိုးလေးတွေဘာလို့မှပါစကိုင်းတော့လိုက်နိုင်တာဟောကိုလည်းမေကပ်တင်နေခီးထွဲရတယ်ပြူရတာတွေဆိုတော့အရန်ကြီးဟိုတောက်လျှောက်ကြီးမလိုက်နိုင်တဲ့အရာတွေလည်းရှိရလေနော်အဲ့ကြောင့်ရင်တော့အင်အားဒီအမတယောက်ရှိရဲအဲ့သူပဲဒီနေ့ကိုမွေးခင်းနေတာထိန်းလာတာဆိုတော့လေသူ့ကိုပဲဒီမန်လေးအခုကြံကောင်းလာတယ်ဆိုတော့သူနေပဲထားခဲ့ရတာအညဆိုဗီဒီယို ဘောပြောကြောင်းစကားပြောပေါ့နော်အဲသူစာချက်တော့ iPad ကြီးချိမနေနဲ့ပေါ့နော်ပြောရတာပေါ့ကလေးဆိုတော့လေဒါကြတော့ကျောင်းကပြန်လိုက်ပင်မပင်မပြီးရင်စားတော့ပြီး8အဲလောလောဆယ်တော့အခုတော့ငယ်လေးငယ်သေးတော့အဲ့အမျိုးစဉ်းစားတဲ့ခါကြလို့ရှိရင်ကိုကอืมငါဘယ်လိုပြောရမလဲဘယ်လိုလဲမသိဆိုတဲ့ဟာလေးတော့ရှိရပါတော့ဒါပေမဲ့အဲကြိုင်နေအကောင်းဆုံးဖြစ်အောင်တော့အမေတို့နဲ့တိုင်ပင်ပြီးတော့မှခင်ငါဘယ်လိုလေးပြောမလဲဘယ်လိုလေးလုပ်မလဲပေါ့နော်ဒါပေမဲ့ဆရာကလေးမွေးစားပြီး ကနေကတော့အကုံလုံးအခိုင်မာလေးဖြစ်အောင်တော့အကုံလုံးထားတာပေါ့လုံးထားပေါ့သူ့ကိုဘလို့ခေါ်မလဲအခုဆိုင်းလို့ဘလို့လုံးထားလဲဆိုတော့အိမ်ကအမေပဲအကုံစီမံပြီးတော့လုပ်ပေးထားတာဆိုတော့သူကြည့်လာလို့ရှိရင်တော့음ကိုနဲ့သူနဲ့မောင်သမားပုံစံမျိုးဖြစ်သွားမှာပါဝင်စားတာအောင်သမားလိုမျိုးမောင်သမားဟိုမှာအငယ်ဆုံးညီမလေးကိုကိုကပြန်ဝင်စားထားတယ် ပုံစံမျိုးလေးပဲဖြစ်အောင်မယ်ဆန်းတို့လောက်ထားရပေါ့เนาะပြောရရင်เนาะအဲဘာဆိုတော့ပုံမျိုးကြီးမတိအောင်ပေါ့เนาะအရင်ကြီးတော့လေအဲတီးသွားတော့လဲဒါသူ့ရဲ့ကိုမေးလာတဲ့ပုံမျိုးတီးပြီးတော့မှသူ့သူ့ဘက်ကဘယ်လိုဖြစ်မလဲတော့လဲဆန်းတို့မတိသေးပေါ့เนาะမာရဲ့ဒါကတော့အဲအချိန်နေသူကြီးလာတဲ့ပုံမှာမို့တီးပြီးတော့မှ ဆုံးဖြတ်ရမှာပေါ့ပြောရမှာပေါ့အဲ့ဒါလေးထည့်ထားတာပေါ့နော်ဘာလို့ဆိုတော့ကိုကအကြီးဆုံးရောဒီမှာအိမ်မှာအကြီးဆုံးဆိုကိုအောင်မှာညီမတွေမောင်နေရှိသေးရလေရှိသေးတဲ့အခါကျသူ့ရောကိုရဲ့အဲညီမအငယ်ဆုံးပုံစံမျိုးပေါ့နော်အဲ့မှာအိမ်ဟန်ရဲ့တက်ကြီးမှကလေးမွေးပြီးတော့မှကိုကပြန်မိစားတဲ့ပုံစံမျိုးပေါ့မရဲ့တည်ရမလားအဲ့လိုလေးတွေတော့လဲစီစဉ်ထားတဲ့ခိုင်ခိုင်မာမာလေးတော့ပေါ့နော်အဲဒါမဲ့လည်းတနည်းနည်းချိန်ကြလို့ရှိရင်လဲအဲတိသွားရင်လဲတိသွားရင်လောက်တော့ပြောရမှာပေါ့မရဲ့ဒါကတော့ကြည့်ပြီးတော့မင်းစစ်ကြည့်ကြရမှာပေါ့ပြောရရုံတယ်မလားအဲ့ဒါခါကျတော့ဒါမဲ့မင်းကလေးမွေးတာလဲဘာပဲပြောရောကြောင်လေးမွေးရ ထက်ဆိုင်ရင်တော့ပို့ပြီးတော့အားကိုးရမှာပါအဲကိုကလည်းအဲရာကြားလေးမွေးရထက်ဆိုင်ရာကြားလေးတရားကိုမွေးထားပြီးလို့တည်သွားရင်ဆိုရင်ဒါမှသူတို့ဘက်ကခန်းစားချက်နဲ့မိန်းကလေးတရားရဲ့ခန်းစားချက်နဲ့ကတော့ကွဲလွဲမှာပဲလေ5 year scan တို့လည်း LGB ပဲမဲ့ဟိုမိန်းကလေးစိတ်နဲ့မွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသမီးကလည်းကိုပေါ်မှာ ပြန်ပြီးတော့မှအချိုးပြမယ်လို့တော့ဆိုင်းယုံပါတယ်အဲ့လိုမိကက်တင်တန်းကတော့ရန်ကတော့ဟောအဓိကတော့မိကက်ရဲ့ဇဒုံရဲ့ပေါ့နော်မိကက်ရဲ့ဇဒုံရဲ့ကိုအခြေခံနေစပြီးတော့မှအဲဖွင့်မဲ့အတန်းလေးရဲ့ဒါမှမဟုတ်လို့ရှိရင် Skylot ဒီ moment ပေါ့အစင်းမြင့် moment master club လေးရဲ့အဲနှစ်တန်းလေးတော့ဖွင့်ဖို့ရှိပါတယ်ဟုတ်အဲတင်တန်းကြီးကတော့အစားအစားပေါ့နော်ဒီကလေး1 by 1အတင်းမယ်ဆိုလို့ရှိရင်လည်း Skylot 40ပတ်ဝန်းကျင်ပေါ့နော်အဲပြီးတော့ဒီ basic အတန်းဆိုလည်း30ပတ်ဝန်းကျင်ပေါ့နော် basic တန်းကတော့ရန်နည်းနည်းကြာမယ်အဲဟိုဒီ master club moment နေကတော့10ရက်ပေါ့ဟိုမနေ့ပြန်ဖွင့်မဲ့အတန်းလေးကတော့ ော့သူက၄ရက်အတန်းလေးပေါ့၄ရက်ကိုမှ sky တို့ဒီနိုင်ငံတိုင်းမှာသွားတင်လို့လိုမျိုးပေါ့နော်သူရက်တုံလေးပေါ့ရက်တုံမှာ sky တို့ဒီ mechanic စပင်ကိုအဆင့်မြင့်ပေါ့ sky တို့ဆီကနီးပညာတွေ update technique တွေကိုပေးပြီးတော့မှသူတို့တွေကို mechanic စပင်ကိုတခြားအသေးစိတ်တင်ပေးမယ်ရက်တုံအတန်းလေးပေါ့မနက်ဖြန်ရတော့လေအဓိကတော့ sky ကရန်ကုန်ရောက်တဲ့အခါမှာစပြီးတော့မှဒီဥစ္စာလေးကိုဖွင့်လိုက်ဖွင့်လိုက်တာပေါ့ဖွင့်ပြီးသွားပြီဆိုတော့မှရှစ်လပိုင်းမှာပဲ basic တန်းတွေဖွင့်ဖို့ရှိရပါပေါ့ ဟာသင်တန်းနဲ့ပတ်သက်လို့ဆက်တွေ့မယ်ဆိုရင် Sky Maker Artist ဆိုတဲ့ Mentally ဆိုတဲ့ page ရှိတယ်။ TikTok account လည်း Sky Maker ဆိုတဲ့ official account လေးလည်းရှိတယ်ပေါ့နော်။အဲတပည့်တော့သင်တန်းရန်ကုန်မှာအဲ့ဒါ Sky တို့ဒီအလဲဘဟိုလန်းမရန်ကုန်မြို့နယ်မူလီတာအိမ်ရာတက်မှာပါသင်တန်းကတော့